ကဘာကျော်အော်စကာဆုကိုရရှိခဲ့တဲ့မှတ်တမ်းရုပ်ရှင်ဒါရိုက်တာကိုအစ္စရေးစစ်တပ်ကဖန်စီထိန်းသိမ်းလိုက်တယ်လို့သိရပါတယ်။အော်စကာဆုရဲ့မှတ်တမ်းရုပ်ရှင်နူအာသာလန်ကိုပူတွဲရိုက်ကူခဲ့တဲ့ပါလက်စတိုင်းလူမျိုးတူဂျူးခြေချများရဲ့တိုက်ခိုက်မှုခံရပြီးအစ္စရေးစစ်တပ်ကသိမ်းပိုက်ခံနောက်ဘက်ကမှသူ့ကိုတင်းနေလာနေကဖန်စီသွားခဲ့တယ်လို့သိရပါတယ်။ ဂျူးချေချာအုပ်စုတစ်ခုကဟန်ဒန်ဘာလာကိုရိုက်နှက်ခဲ့ကြတယ်လို့သူ့ရဲ့လက်ထောက်ဖြစ်တဲ့အေဗရာဟန်ကဆိုရှယ်မီဒီယာမှာရှိပါတယ်။သူ့ကိုဝိုင်းရိုက်လို့သူ့ခေါင်းနဲ့ဘိုက်မှာဒဏ်ရာရပြီးသူ့ရီထွက်နေတယ်။သူခေါ်ထားတဲ့လူနာတင်ရင်တွေကလည်းစစ်သားတွေကသူ့ကိုဆွဲထုတ်ပြီးခေါ်သွားတယ်။အဲ့ဒီကလေးကသူ့ကိုမတွေ့ရတော့ဘူးလို့တွဲဖက်ဒရိုက်တာရူဘာအေဗရာဟန်ကပြောပါတယ်။ဒီဖြစ်ပျက်ဟာနောက်ဘက်ကန်ဒေတာတောင်ဘက်ဆူဇီယာရွာမှာဖြစ်ခဲ့တာလို့ဆိုပါတယ်။ တိုင်းပိုက်မှုကိုစတင်တဲ့အစိုးရမဟုတ်တဲ့အဖွဲ့အစည်းအကြမ်းမဖက်ဂျူးလူမျိုးများဌာနကတာဝန်ရှိသူတွေကတော့ပြောပါတယ်ဒီဖြစ်ပျက်တွေကိုသူတို့အဖွဲ့ဝင်ကိုယ်တိုင်ကဗီဒီယိုရိုက်ကူးနိုင်ခဲ့တယ်ပြောပါတယ် AFP စီရင်ဌာနကမေးမြန်းတဲ့အခါအစ္စရေးစစ်တပ်ကသူတို့ကဒီသတင်းကိုအတည်ပြုနိုင်ဖို့စီစဉ်နေတယ်ပြောပါတယ်အစ္စရေးဟာနော့ဘက်ကန်ဒေတာကို1969ခုနှစ်ကတိုင်းပိုက်ထားတာဖြစ်ပါတယ်နိုအာဒလန်မှတ်တမ်းရုပ်ရှင်ကို ဣဇရဲပါလက်စတိုင်းတကြွလှုပ်ရှားသူတွေကရိုက်ကူးခဲ့တာဖြစ်ပြီးဒီနှစ်အော်စကာဆုပေးပွဲမှာအကောင်းဆုံးအမှတ်တမ်းရုပ်ရှင်ဆုရရှိခဲ့ပါတယ်။ဒီရုပ်ရှင်ကိုမာဆာဖရာတာကြီးရွာနေရိုက်ကူးခဲ့တာဖြစ်ပါတယ်။ဣဇရဲစစ်တပ်ကသူ့ရဲ့ရွာအတိုင်းဝန်းကအိမ်တွေကိုဖြိုချဖျက်ဆီးပြီးရွာနေမောင်းထုတ်ခဲ့တာကြောင့်ခက်ခဲပင်ပန်းစွာရုန်းကန်ခဲ့ရတဲ့ပုံတွေကြောင့်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ဒီလိုရိုက်ကူးထားတဲ့အမှတ်တမ်းရုပ်ရှင်ကိုကဘာမှာပြသလိုက်တဲ့အတွက်ကြောင့်ဣဇရဲစစ်တပ်နဲ့ဣဇရဲဆိုရအဖွဲ့ဟာအပြင်းထန်ဝေဖန်မှုတွေကိုခံခဲ့ရပါတယ်။ ဒါကြောင့်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဥဆောင်လုပ်တဲ့သူတွေကိုစုံစမ်းအရေးယူဖို့ချမှတ်ထားတာဖြစ်ပါတယ်။အစ္စရေးစစ်တပ်ဟာဒီရွာကိုလက်နက်ပစ်ခတ်ရေးစုံဖြစ်အသုံးချဖို့ဖျက်ဆီးခဲ့တာပဲဖြစ်ပါတယ်။အစ္စရေးစစ်တပ်ဟာမာဆာဖရာဒါရွာကို1989မြောက်ကလေးကကန့်သက်စစ်နေမြေဖြစ်သတ်မှတ်ထားတာပါ။အရှေ့ဂျေရုဆလင်မှာမပါတဲ့အနောက်ဘက်ကမ်းဒေသမှာပါလက်စတိုင်းလူမျိုး3သန်းလောက်နေထိုင်ပြီးအစ္စရေးလူမျိုး9သန်းလောက်လည်းကျေးရွာတွေတည်ထောင်နေထိုင်ပါတယ်။ဒါဟာနိုင်ငံတကာဥပဒေနဲ့ဆိုရင်တော့တရားမဝင်ဘူးလို့သိရပါတယ်။